မင်္ဂလာပါရှင်။ရာသားဆောင် channel ကနေပြောပရိသတ်များအားလုံးကိုပြန်လည်ပြောကြိုဆိုပါတယ်ရှင်။ပရိသတ်များရှင်ဒီနေ့မှာတော့စာရေးသူနိုင်မင်းရာမညအရေးသားထားတယ်။ပြည်မှန်ပရာလောကဇလန်လေးတစ်ပုဒ်ဖြစ်တဲ့ပင်လယ်တဲကတစီများဆိုတဲ့ဇလန်လေးကိုတင်ဆက်ပေးသွားကြပါမယ်။ဇလန်လေးမစားတဲ့ခင်မှာတော့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ဒါဆိုရင်ဇလန်လေးကိုစတင်ပြီးတော့နားဆင်လိုက်အောင်ပါရှင်။ တင်တော်ရဲ့ကြိုက်ခင်မီမြို့လေးဟာမော်ပြည်နယ်ရဲ့ရှင်ခွင်နယ်မှာတည်ရှိရဲ့ပင်လယ်ကမ်းစပ်မြို့လေးတစ်မြို့ပါဝါလယ်မြိုင်မြို့ရဲ့တောင်ဘက်30မိုင်လောက်အကွာမှာတည်ရှိပြီးအငူလေးကျုံးဆွယ်ပေါ်မှာရှိတဲ့ဒီမြို့လေးဟာအရှိမဝါခရိုမြေတောင်ဘက်နဲ့အနောက်ဘက်မှာမုတ်တမပင်လယ်ကမ်းစီမြောက်ဘက်မှာမုတ်တမပင်လယ်ကွေးနဲ့ချင်းတွဲတည်ရှိပါတယ်ဗြိတိရှားရီလက်ထက်တုန်းကအိန္ဒိယဘီရင်ကန်ချုပ်လော်အန်ဟတ်ရဲ့အမိကိုအစွဲပြုတ်ပြီး MH လို့ခေါ်ကြပေမဲ့ အခုတော့ကြိုက်ခမီးဆွဲနာမည်နဲ့သာလူသိများပါတယ်။ဒီမျိုးလေးရဲ့အထင်ကရဆုံးနေရာကတော့ပင်လေရေမှာတရှိတဲ့ကြိုက်ခမီးရေလေဖျားပါ။တမိုင်းအစိုးအရာတီဖျားဟာတီဟိုကျုံးဟာဒေဝနံပြီးရာတိတ်တာမြင့်ကြီးအောင်ပင်လေတဲမျောလိုက်တဲ့ရုပ်ပါတော်လေးဆိုတဲ့ကတဆူဖြစ်တယ်လို့ဆိုပါတယ်။ညံတော်နှစ်တောင်ကန့်ရှိရဲ့ဒီရုပ်ပါတော်ဟာဒဝဲမျိုးကရှင်မုတ်တီရုပ်ပါတော်ကိုမျောကြည့်နေရလို့ယုံကြည်ကြပြီးဒါကြောင့်လေမွန်ပါတာနဲ့ ကြိုက်ဟမီဖျားမျော်လို့ခေါ်ခဲ့ကြပါနေ့စဉ်တရင်ကျို့လာပြင်းနေမှာကျင်းပါတဲ့ဖျားပွဲတော်ဟာမြန်မာနိုင်ငံ အရရက်ကဖျားပိုးဧည့်သည်တွေနဲ့နိုင်ငံခြားသားတွေပါလာရောက်ဖူးမျော်လေးရှိရဲ့ကြိုက်ကမီမျော်လေးဟာရေလုံငန်းနဲ့ရာဘာအစည်းချစ်လုပ်ငန်းပေါ်မှာမိကိုနေရတဲ့မျိုးလေးဖြစ်ပြီးအတေးကလုပ်ငန်းကတော့ငါးဘဲလုပ်ငန်းပါပဲဒေတာကန်တွေဟာဆက်လီပြီးကြားပစက်လို့ခေါ်တဲ့ပိုက်တွေနဲ့ငါးဖန်းကြတယ်ဖန်းစီရတဲ့ငါးပေထဲမှာ ဖက်စွန်ငါးပြားလေးနီငနှက်ငရောင်ငတန်နဲ့ငလိပ်ကြောင်စားတဲ့ပင်လယ်ငါးမျိုးစုံပါဝင်ပါတယ်။ရေမိုးဆောင်မှာရေချမ်းရက်နဲ့ငါးသားပေါက်ရာသီမှလွှဲရင် တနည်းလုံးနေပါငါးဖက်လုပ်ငန်းလုပ်ကန်ကြရဲ့။ဒါပေမဲ့ဒီမျိုးလေးရဲ့တမိုင်းထဲမှာဘလို့မှမမိနိုင်တဲ့အဖြစ်အပျက်တခုရှိပါတယ်။2008ခုနှစ်မေလမှာ ARR တိုင်းမှာဖြစ်ပွားခဲ့တဲ့နာဂိမုံတိုင်းမှာဒီမုံတိုင်းဟာမြန်မာနိုင်ငံရဲ့တမိုင်းမှာ အသေးပြောက်အများဆုံးသဘာဝဘေးရန်ရဖြစ်ခဲ့ပါတယ်။တရားဝင်စင်အရာ လူပေါင်း33383ဦးသေဆုံးခဲ့ပြီးတော့9500ဦးလောက်ပျောက်ဆုံးခဲ့ပါတယ်။တိုက်ကမင်းမြို့လေးဟာလေဒီမုံတိုင်းရဲ့အတန်းကိုအတော်အသင့်ခန်းစားခဲ့ရပါတယ်။နာဂေးဖြစ်ပြီးရပိုင်းကြမှာစိုက်ကမီကန်းကျင်းနဲ့ဆက်စဲကန်းစီတဝိုင်းမှာဒေတာကန်တွေဟာပင်လယ်တဲမျောပါလာတဲ့အလောင်းတွေကိုစူးစီးရှင်းလင်းနေရတယ်။အလောင်းတွေထဲမှာတန်ငါတဲ့ပြီး ဒေသခံတွေရဲ့အလောင်းတွေလည်းပါဝင်ပြီးတော့တချို့ဆိုရင်ပုတ်သွိုးနေပြီဖြစ်လို့ကဲဆဲရေးအဖွဲ့တွေနဲ့ဒေသခံတွေဟာအလင်းအမြန်မေးတဲ့ကြောရာမြုံနံတာပဲလောက်ခဲရပါတယ်။ဒီလိုအချိန်မှာထူးဆန်းတဲ့ဖြစ်ပျက်တွေလည်းစတင်ပေါ်ပေါက်လာခဲ့ပါတယ်။ဒီဇလန်းကိုပြောပြဖို့ကျွန်တော်ဥပလာဆိုရဲတန်ငါသေးတူရဲ့ဖြစ်ပျက်ကိုစပြောရပါမယ်။လာဇန်း၃ရက်နေ့ညတညမှာဥပလာတယောက်ရေထားရဲမှု လေကိုကမ်းမတင်အောင်ပင်လေကမ်းဆက်ကိုဆင်းလာခဲ့တယ် ကောင်းကင်မှာလာကျန်းလေးဟာတိမ်ရွေးကြမှာခက်ရရေလေးပေါ်နေပြီးတော့ပင်လေးရှိပင်ဟာတိတ်ဆိတ်နေပေမဲ့တမျိုးတစ်ပုံလေးလံနဲ့ခန်းစားမှုပေးနေရဲ့ဥပါလာသူ့လေးစီရေကိုခတ်သွားပြီးလေဝန်းလေးကရေဝေကိုခတ်ထုံနေရဲ့ရေပဲထုံနေရင်ရုတ်တရက်လေဦးပိုင်းမှာမမဲအရေးတစ်ခုကိုတွေ့လိုက်ရတယ်။ငါးပေလောက်သာကွာဝေးရမို့အရေးဟာမျက်စိတဲထင်းထင်းရှားရှားပေါ်နေရဲ့ဘာတို့လဲဥပါလာတရားရင်ထဲမှာလှိုက်ခနေဖြစ်သွားပြီးအော်မေးလိုက်တယ် ဒါမှမဟုတ်ဘူးကောင်းမှပြင်မဖြစ်သူ့မျက်လုံးတွေကိုပုတ်သက်ပြီးနောက်တစ်ခါပြန်ကြည့်လိုက်တော့အရေးကြီးတာတဖြည်းဖြည်းပိုကြီးမှလာနေရဲ့ဥပါလာရဲ့နှလုံးခုန်တန်းတွေပုံမြန်လာပြီးတော့သူ့မမေးသမျှဖရားစာတွေကိုအလျင်မြန်ရွတ်စုံနေလိုက်တယ်ဗုဒ္ဓံတရဏံကိစ္စာမိသူ့မျက်လုံးမဲ့ပြီးရွတ်နေရင်ရုပ်တရပွမ်းဆိုရဲရေထဲခုန်စင်းတန်ကိုကြားလိုက်ရတယ်ဥပါလာတယောက်အသက်ရှူချောင်းသာပြီးမျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်စေလိုက်တော့ လေဦးပိုင်းမှာဘာအရေးမှမရှိတော့ဘာကောင်ကြီးပါလိအိုပါလာရေရော့ရင်ကြောက်စိမ့်နဲ့လှုပ်ရှားရှိရာတွေကိုအမြန်ဆုံးလှုပ်လိုက်တယ်လေဝန်းထဲကရေဝေကိုကုံစင်အောင်ပတ်ထုတ်ပြီးလေကိုကန်းနဲ့ဝေရရေနဲ့ပိုင်းစီရွှေ့လိုက်တယ်ဒါပေမဲ့စိတ်ထဲမှာတော့ခုနကအရေးမဲကြီးကဘယ်နေရာကပြန်ပေါ်လာမလဲဆိုရင်ကြောက်စိမ့်ကမပြောက်ပါဘူးကန်းဘက်ကိုပြန်ကူးလာရင်းနဲ့အိုပါလာရဲ့နောက်ကျောမှာရေလှုပ်ရှားတဲ့တခုကိုကြားလိုက်ရတယ် ။တစုံတယောက်ရေကိုးနေတယ်လို့အတန်ထွက်နေရဲ့။ဘသူလဲ။သူ့အနောက်ကိုလှည့်ချလိုက်တော့နမဲတဒံကြီးတစ်ခုကသူ့စီရေကိုးလာလျာကိုမြင်လိုက်ရဲ့။ကန်းကိုမီတာ20လောက်သာကျန်တော့ပြီမေ။ဥပါလာရဲ့လက်တွေချေပြီးပြင်မှန်းလာပြီ။ရင်ထဲမှာကြောက်စိတ်ကပို့ပို့တိတ်လာတယ်။မတိမတာအနောက်ကိုလှည့်ချလိုက်တဲ့အခါပေါပာပြီးဖောရောင်နေရဲ့ကြောင်းစာမျက်နှာကြီးတစ်ခုကိုအနီးကမြင်လိုက်ရှာရည်မျက်လုံးတွေပြိုးထွက်နေပြီး ခန္ဓာကိုယ်ဟာအစမတန်ဖောရောင်နေရဲ့အာဥပလတရားအော်လိုက်ရင်လည်းဗဇက်တဲ့ခြေပြီးဘလုံးပထွေးဝင်လာပြီးအသည့်စိတ်တွေမြေမြောသွားပါတော့တယ်အဲ့ဒီနေညာမှာကဘာကိုအပေါ့လေးသွားဖို့ရောက်လာတဲ့လူတစ်ယောက်ကဥပလမြေမြောနေရာကို တွေ့ပြီးအော်ရဲ့အကူကြီးတောင်းလိုက်တယ်ဥပလဥပလမဖြစ်သွားလေအနိနာကဒေသခံတွေဝိုင်းဝန်းရောက်လာပြီးဥပလကိုအိမ်ကိုပြန်ပို့ပေးခဲ့ကြတယ် ဒီဖြစ်ဖြစ်ကြောင့်ဥပါလာဟာပျောကစီယာနဲ့လအတော်ကြကြကုသခဲ့ရတယ်။ဒါပေမဲ့ဒီဖြစ်ပြဥပါလာတယောက်နဲ့တည်းမပြီးပါဘူး။အဲ့ဒီနေ့ရက်အကြာမှာကိုမောင်ကြီးဆိုတဲ့တငါတဲ့တိုးရဲ့ဖြစ်ပြက်ကမြို့ထဲမှာလှူပြောများခဲ့တယ်။ကိုမောင်ကြီးတို့အဖွဲ့ဟာပိုက်ဖော်ဖို့အချိန်စောသေးရာကြောင့်ပင်လေပြင်ဝဲခေတ္တအနားယူနေလိုက်တယ်။ညတကောင်ရံမှာထူဆန်းတဲ့အတန်တခုကိုကြားလိုက်ရတယ်။ကဲကြပါကဲကြပါအဲ့ဒီလိုမြို့သမီးအတန်ဟာ ပင်လယ်ပြင်ထဲကနေလွင့်လာတယ်လို့ခတ်တူကြားနေရတယ်။ဟာဒီတန်းကဘဲကလာတာလဲ။မင်းတို့အော်တန်တွေကြားလား။ကိုမောင်ကြီးကသိုးဖွဲ့သားတွေကိုမေးကြည့်ပေမဲ့ဘသူမှအတန်ကိုမကြားခဲ့ပါဘူး။မောင်ရင်မင်းနားကြားမှားတာနေမယ်။အဖွဲ့သားတယောက်ကပြောလိုက်ပေမဲ့ကိုမောင်ကြီးရဲ့စိတ်ထဲမှာတမျိုးတစ်ပုံမတက်မတာဖြစ်နေရဲ့။ဒါပေမဲ့အဲ့ဒီညမှာသူတို့အဖွဲ့အားလုံးထိုးစမ်းတဲ့အရာတစ်ခုကိုတွေ့မြင်လိုက်ရတယ်။ ပိုက်ဖော်နေပင်လယ်ထဲမှာလက်ပြေကိုးလာနေတဲ့မဲမဲတတန်တစ်ခုကိုမြင်လိုက်ရပြီအမျိုးသမီးအတန်နဲ့ကဲကြပါဆိုတဲ့အော်တန်ကိုကြားလိုက်ရအိဟိုမှာတယောက်ယောက်ရေးတဲ့မျောနေရဲ့ကိုမောင်ကြီးကအော်လိုက်ပြီးတော့သူတို့လေးကိုအတန်ရှိရာစီလှော်ခတ်လိုက်တဲ့အနောက်ရောက်တဲ့ကသူတို့မြင်လိုက်တော့လက်ဖြန့်သွားရတယ်အသက်မဲ့ပြီးပုတ်ပွားနေတဲ့အလောင်းကောင်တစ်ခုဟာဝလုံးတစ်လုံးကိုအတင်းကျပ်ဖက်ထားရင်မျောနေရပါဖះရည်ဒါပါလေ အဖွဲသားတယောက်ကအော်လိုက်ပြီးအာလုံးကြောက်လန့်ကုန်ကြတယ်။ကျန်တဲ့ငါးတွေကိုမဖော်တော့ပဲလေကိုကမ်းဘက်ကိုအမြန်မောင်းပြေးလိုက်ကြတယ်။နောက်နေ့ကျန်တဲ့ပိုက်တွေကိုသွားပေါ်သီးရောပိုက်ထဲမှာငါးတကောင်မှမရှိရဘူးထိုးဆန်းစွာနဲ့တွေ့လိုက်ရပါတယ်။ဒီလိုထိုးဆန်းတဲ့အဖြစ်ပျက်တွေဟာတိုက်ခမီမျိုးတွေမှာတယောက်ပြီးတယောက်ပြန့်နေသွားခဲ့ပါတယ်။ဒေသခံတွေကတော့ဒီအရေးတွေဟာနာဂိတ်မုံတိုင်းမှာတည်ဆုံသွားတဲ့ပရာလောကသားတွေရဲ့မကြုံမလွတ်ပြည့်နေမှုကြောင့်ဖြစ်မယ်လို့ယုံကြည်ကြတယ်။ တချို့ကတော့ဒီပရလောကသားတွေဟာသူတို့ရဲ့မိသားစုတွေတငယ်ချင်းတွေကိုရှောင်ပွေနေရလို့ဆိုကြတယ်။ဒါကြောင့်လဲညအခါတွေမှာကန်းချင်နာမှာငိုတန်အော်တန်တွေကိုကြားရတယ်လို့ပြောကြတယ်။ဒီဖြစ်ပျက်တွေကြောင့်ဒေသခံတငါတဲ့တွေဟာပင်နယ်ထဲမှာငါဖန်ထွက်တဲ့အခါနာကဲမှာတည်ဆုံသွားသူတွေအတွက်တန်ငါတော်တွေကိုပင်ပြီးတရားပွဲအမျှဝေလှုပ်လာကြတယ်။ဒီလိုလှုပ်တာကပရလောကသားတွေကိုကျွလို့စေတယ်လို့ယုံကြည်ကြပါ။ ဒေဇလန်ဟာကြိုက်ကမီမြို့လေးရဲ့ထိုးကြတဲ့တမိုင်းနဲ့ရုံချေမှုတွေကိုရှောင်ပြန်ဟန့်နေရဲ့ဇလန်တပုတ်ဖြစ်ပါတယ်။နာဂိမုံနိုင်ရဲ့တန်ရာတွေဟာဒေတာကန်တွေရဲ့စိတ်ထဲမှာထာရဆွဲတင်နေပြီးဒီထိုးဆက်တဲ့အဖြစ်ပြက်တွေဟာသူတို့ရဲ့ဘဝတွေမှာတစ်စိတ်တပန်ဖြစ်လာခဲ့တယ်။ပင်လယ်ဟာအတံမွေးဝမ်းကြောင်းရုံသာမကနေဝယ်စမ်းကြဲမှုတွေနဲ့ပြည့်နေတဲ့အရာတခုလည်းဖြစ်နေပါတယ်။ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့စာရေးသူနိုင်မင်းရမညရှိတာထားတယ်။ ဖျက်မှန်ပရာလောကဇလံလေးတစ်ပုတ်ဖြစ်တယ်။ပင်လယ်ထဲကတစီများဆိုတဲ့ဇလံလေးကတော့တမရင်ပြပါပြီ။နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။